2025ခုနှစ်မှာဝန်ထမ်းတွေတကယ်လိုချင်တဲ့အချက်လေးချက်ကုမ္ပဏီတွေအဖွဲ့အစည်းတွေအနေနဲ့ဝန်ထမ်းတွေကိုဆက်ဆောင်နိုင်ဖို့နဲ့ထိန်းသိမ်းထားနိုင်ဖို့အတွက်ဝန်ထမ်းတွေဘာလိုချင်လဲဆိုတာကို နားလည်ဖို့အရေးကြီးပါတယ်။တချို့လုပ်ငန်းရှင်တွေအနေနဲ့ကတော့ဒီလိုတွေးကောင်းတွေးနိုင်ပါတယ်။ပတ်စံရှိရင်ဝန်ထမ်းပေါ်တယ်အချိန်မီခေါ်ခန့်လို့ရတယ်ဆိုတာမျိုးတွေးနိုင်ပါတယ်။ဒါပေမဲ့ဝန်ထမ်းကောင်းတွေမြဲတာဝန်ထမ်းတွေကိုယ့်အလုပ်မှာပြောတာကလည်းကိုယ့်ရဲ့အလုပ်ကိုတိုးတက်စေပြီးကုံထုတ်လို့မှုတိုးစေတဲ့အချက်ဖြစ်တယ်ဆိုတာမေ့ထားလို့မရပါဘူး။ ကမ္ဘာလုံးဆိုင်ရာဝန်ထမ်းခေါ်ယူရေးကုမ္ပဏီဖြစ်တဲ့ Brandstad ရဲ့သုတေသနပြုလုပ်ချက်အရဒီအချက်တွေကကုမ္ပဏီတွေအဖွဲ့အစည်းတွေစီကနေဝန်ထမ်းတွေလိုချင်တဲ့အချက်လေးချက်ဖြစ်တယ်ဆိုတာကိုသိလာရပါတယ်။နံပါတ်၁အချက်ကတော့ဆုံးဖြတ်ချက်ချရာမှာဝန်ထမ်းတွေကိုပါဝင်စေတာ။ ပြောင်းလဲနေတဲ့လုပ်ငန်းခွင်အခြေအနေတွေမှာဝန်ထမ်းတွေကိုသူတို့ရဲ့ထင်မြင်ချက်နဲ့စိုးရိမ်ပူပန်မှုတွေကိုပြောဆိုခွင့်ပေးတာကသူတို့ကိုဆုံးဖြတ်ချက်ချတဲ့လုပ်ငန်းစဉ်ရဲ့အစိပ်ပိုင်းတစ်ခုလို့ခံစားရစေနိုင်တယ်လို့ American အလုပ်သမားများ Federation နဲ့စက်မှုလုပ်ငန်းအဖွဲ့ချုပ် AFL-CIO ဥက္ကဋ္ဌလီရှူဟာကဒီလိုပြောပါတယ်။အထူးသဖြင့်အဖွဲ့အစည်းတစ်ခုအတွင်းနည်းပညာနဲ့ကိရိယာအသစ်တွေကိုအသုံးပြုတဲ့အခါဒါကအရေးကြီးပါတယ်။ရှူဟာက နီးပညာကိုအပိသက်တက်ဆင်ပြီးမှထုတ်ပြန်ချက်တောင်းခံတဲ့အစားနီးပညာကိုစတင်တည်ထင်နေတဲ့အစမှာဝန်ထမ်းတွေရဲ့အကြံဉာဏ်ကိုယာယီဖို့အကြံပြုပါတယ်။အဲ့လိုမှသာဝန်ထမ်းတွေကချင်းချောက်ခံရတယ်လို့မခံစားရမှာပါ။အကောင်ဆုံးပူပေါင်းဆောင်ရွက်မှုတွေကလေးစားမှုအပေါ်မှာအခြေခံပြီးကုမ္ပဏီတွေက သူတို့ရဲ့ရှေ့တန်းဝန်ထမ်းတွေရဲ့တန်ဖိုးကိုအတိအမှတ်ပြုတဲ့အခါဖြစ်ပေါ်လာတာပါလို့သူမကဆိုပါတယ်။ဒါအပြင်အဖွဲ့အစည်းတွေအနေနဲ့ဒီဝန်ထမ်းတွေကသူတို့ရဲ့အလုပ်ကိုင်း အခြေအနေတွေကိုဖန်တီးရမှာအတန်နဲ့လောက်ပိုင်ခွင့်ရှိကြောင်းတေချာစေတဲ့နယ်လို့သူမကထံလောင်းပြောကြားခဲ့ပါတယ်။နံပါတ်2အချက်ကတော့ယုံကြည်မှုကိုပိုင်အုပ်ချုပ်ခွင့်နဲ့ပြောင်းလဲပြင်လဲရှိမှုအလောက်ရှင်တဲ့ဝန်ထမ်းကြမှာခိုင်မာတဲ့စစ်ဆန်ရေးတွေတည်ဆောက်ရမှာယုံကြည်မှုကလည်းအရေးကြီးပါတယ်။ဖြစ်တဲ့သူတွေတနအဖွဲ့အစည်းဖြစ်တဲ့ Productivity Institute ရဲ့အဆိုအရဒါကအဖွဲ့အစည်းရဲ့လျင်မြန်စွာတုံ့ပြန်နိုင်မှုခံနိုင်ရရှိမှုနဲ့ရေရှည်တည်တတ်နိုင်မှုအတွက်မရှိမဖြစ်လိုအပ်ပါတယ်။ ဘရာဇီးအခြေဆိုင် online အစားအသောက်မှာယူခြင်းနဲ့ပို့ဆောင်ရေး platform iFood ရဲ့ Chef Sustainability Officer ဖြစ်တဲ့လူဝါနာအိုဆန်မဲလကဝန်ထမ်းတွေရဲ့လိုအပ်ချက်တွေကိုဖြည့်ဆည်းပေးနိုင်ဖို့အတွက်ဝန်ထမ်းတွေကိုသူတို့အလုပ်လုပ်ပုံနဲ့ပတ်သက်ပြီးလွတ်လပ်ခွင့်ပေးဖို့အရေးကြီးတယ်လို့ဆိုပါတယ်။ အလौဒမိုင်းအင်အားကိုပုံဖော်နေတဲ့မဟာဖြူဟာတွေအတွက်ကျွန်တော်တို့ကပိုပြီးပြောင်းလဲခြင်းလဲရှိတဲ့အလौဒတွေစီဥတီတဲ့ကြီးမားတဲ့ဒုံအားကိုဆက်လက်မြင်တွေ့ရမှာပါလို့သူမကဆိုပါတယ်။လူတွေကလွတ်လပ်မှုကိုတန်ဖိုးထားပါတယ်။လူတွေဟာကိုယ်ပိုင်အုပ်ချုပ်ခွင့်ကိုတန်ဖိုးထားပါတယ်။ဒါဟာပြောင်းပြန်လှန်လို့မရတော့တဲ့လမ်းကြောင်းတစ်ခုပါ။လူတွေဟာပိုကောင်းတဲ့အလौဒတွေနဲ့အတူပြောင်းလဲပြင်လဲရှိမှုကိုလည်းတကယ်လိုချင်ကြမှာပါ။နံပါတ်3ချက်ကတော့ကျွမ်းကျင်မှုအသက်၄ချင်းပေးခြင်းအပေါ်ယုံကြည်မှုတည်ဆောက်တာ။ အလုပ်ရှင်တွေအတွက်အထွေရများတဲ့စိန်ခေါ်မှုတစ်ခုကတော့ခေါင်းဆောင်တွေရဲ့အမြင်နဲ့ဝန်ထမ်းတွေရဲ့အမြင်ကြားခွာဟချက်တွေပေါ်ပေါက်လာတဲ့အခါဖြစ်ပါတယ်။ Educational Testing Survey ရဲ့ Chief Executive Officer ဖြစ်တဲ့ Amir Seva က AI နဲ့ပတ်သက်တဲ့ကျွမ်းကျင်မှုမြင့်တင်တာကဒီအတွက်ကောင်းမွန်တဲ့ဥပမာတစ်ခုဖြစ်တယ်လို့ဆိုပါတယ်။အလုပ်ရှင်အများအပြားကသူတို့ရဲ့ဝန်ထမ်းတွေကဤပညာကိုအသုံးပြုခြင်းနဲ့နားလေခြင်းမှာတိုးတက်မှုရရှိနေတယ်လို့ ခံစားရပေမဲ့ဝန်ထမ်းအများအပြားကတော့မတူညီတဲ့အမြင်ရှိကြပါတယ်။သူတို့ဟာလိုအပ်တဲ့ AI ကျွမ်းကျင်မှုအဆင့်ကိုလိုက်မြင်နိုင်ခြင်းမရှိဘူးလို့ခံစားရပါတယ်လို့သူကဆိုပါတယ်။အဲ့ဒီကွာဟာချက်တချို့ကိုပေါင်းကူးပေးနိုင်ဖို့အခွင့်အရေးရှိပါတယ်။ဝန်ထမ်းတွေရဲ့တိုးတက်မှုကိုမြေအောင်ကူညီပေးတာဟာသူတို့ကိုပိုပြီးတိုးတက်အောင်လုပ်ဆောင်နိုင်မယ့်အခြေခံအုတ်မြစ်တွေကိုချပေးနိုင်တယ်လို့သူကဆိုပါတယ်။ သတ်မှတ်ထားတဲ့စိတ်ဓာတ်မျိုးမဟုတ်ဘဲပုံပြီးဖွံ့ဖြိုးတိုးတက်ဖို့စိတ်အားထက်သန်တဲ့စိတ်ဓာတ်ဒါမှမဟုတ်လာရောညီတွေပြောင်းလဲနိုင်တဲ့စိတ်ဓာတ်မျိုးရှိတာကဒီနှစ်2025ခုအတွက်အရေးကြီးပါတယ်လို့သူကပြောပါတယ်။ကမ္ဘာစီးပွားရေးဖိုရမ်ရဲ့2025ခုနှစ်အနာဂတ်အလောက်ကအစီရင်ခံစာအရ AI နဲ့နည်းပညာဆိုင်ရာကျွမ်းကျင်တက်မြှောက်မှုကအခုကနေ2030ခုနှစ်အတွင်းအလင်းမြန်ဆုံးတိုးတက်လာမယ့်ကျွမ်းကျင်မှုတွေထဲကတစ်ခုဖြစ်မယ်လို့ခန့်မှန်းထားပါတယ်။ နောက်ဆုံးချက်ကတော့လုပ်ငန်းခွင်မှာဆက်လက်ရည်တည်နိုင်မှုအပေါ်အာရုံစိုက်တာပြောင်းလဲနေတဲ့ဤပညာနဲ့စီးပွားရေးအနောက်ရှက်တွေကြောင့်လုပ်ငန်းနယ်ပယ်အလုံးနီးပါးကမမျှော်လင့်နိုင်တဲ့အခြေအနေတွေနဲ့ရင်ဆိုင်နေရပါတယ်။ဒါကြောင့်လည်းလူဆန်းအားအရင်းအမြစ်ဝန်ဆောင်မှုပေးသူနဲ့ယာယီဝန်ထမ်းရှာဖွေရေးကုမ္ပဏီအတက်ကူရဲ့ဥက္ကဋ္ဌခရစ်စတိုကက်ဒရာက ဝင်နှန်းတွေကိုယုံကြည်မှုနဲ့လုံခြုံမှုကိုပေးတာကပြောင်းလဲမှုကိုပိုပြီးလက်ခံနိုင်တဲ့ပုံဝင်ချက်တစ်ခုကိုဖန်တီးခြင်းနဲ့အဖွဲ့အစည်းတွေအတွက်မဖြစ်မနေလှုံ့ဆော်ရမယ့်အရာတစ်ခုဖြစ်တယ်လို့ဆိုပါတယ်။ကျွမ်းကျင်မှုအသစ်တွေကအရေးကြီးပေမဲ့လူသားတွေရဲ့အလားအလာနဲ့လက်ရောညှိထွေးပြောင်းလဲနိုင်စွမ်းကရှေးရှေးမှာပိုပြီးတန်ဖိုးရှိနိုင်ပါတယ်။လူတွေရဲ့အလုပ်အကိုင်းကို မကာကွယ်ပါနဲ့။သူတို့ရဲ့လုပ်ငန်းတွေမှာဆက်လက်ရပ်တည်နိုင်မှုကိုကာကွယ်ပါလို့သူကရှင်းပြပါတယ်။ အလုတ်ဟာပြောင်းလဲသွားမှာဖြစ်ပြီးအဲ့ဒီလုပ်ငန်းခွင်မှာဆက်လက်ရပ်တည်နိုင်မှုကအဓိကကြပါလိမ့်မယ်။ကုမ္ပဏီရဲ့မဟာဖြူဟာတွေနဲ့ရလဒ်တွေကိုပွန့်ပွင့်လင်းလင်းမျှဝေတာကရလဒ်တွေကို PF ဖို့နဲ့ဝန်ထမ်းတွေနဲ့ယုံကြည်မှုတည်ဆောက်ဖို့လက်တွေ့ကျတဲ့နည်းလမ်းတစ်ခုဖြစ်ပြီးသူတို့ကိုခွင့်ပြုတိုးတက်ဖို့အခွင့်အလမ်းတွေကိုလက်ခံလာအောင်ကူညီပေးနိုင်တယ်လို့သူကဆိုပါတယ်။ အဲ့ဒါကိုသူတို့နဲ့ညှဝေမယ်ဆိုရင်သူတို့ဟာသူတို့ရဲ့လုပ်ငန်းခွင်မှာဆက်လက်ရည်တည်နိုင်မှုကိုဂရုစိုက်ကြပါလိမ့်မယ်လို့သူကထင်လောင်းပြောကြားခဲ့ပါတယ်။အခုပြပြပေးခဲ့တဲ့အကြောင်းအရာလေးကတော့2025ခုနှစ်မှာဝန်ထမ်းတွေတကယ်လိုချင်တဲ့အချက်လေးချက်ကိုပြပြပေးတာပဲဖြစ်ပါတယ်။အခွင့်အလမ်း TV ကိုကြည့်ရှုနားဆင်ပေးကြတဲ့ပရိသတ်ကြီးအားလုံးနောက်တစ်ပတ်မှလည်းဘလို့အလောက်ကိုင်းအခွင့်အလမ်းကောင်းတွေတင်ဆက်ပေးရအောင်မလဲဆိုတာဒီဗီဒီယိုလေးရဲ့ comment box တွေမှာ comment လေးရေးပေးကြပါအောင်နော်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။